လောကစီလိုက်ပါမှာအရန်ကိုခစ်ထားတယ်လောကစီကတော့တော်တော်များရဲ့ပါဇက်ထဲမှာအာပရာရောဂစီပောက်ပရာရောဂစီပောက်ပရာရောဂစီပောက်음ဒီလိုမျိုးလာတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလင်းညွှန်တာရပါအဲ့တော့ပရာရောဂစီဆိုတာပါလေအဲ့လိုစီပောက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရှိနေတဲ့လူသားတွေက ဘာအကျိုးအမြတ်ကိုခံစားရလဲပြောမှဆိုရင်တော့ဘာအကျိုးပြစ်ကိုခံစားရလဲအဲ့တော့ကျွန်တော်ဂမ်မီယာပညာရေးမှာဘာရှိလဲဆိုပြောရမယ်ဆိုရင်ပရလောကဆိုရှိပါတယ်ပရလောကဆိုတာဘယ်လိုဘယ်လိုပုံကိုမျိုးတွေနေတာလဲပရလောကဆိုတာကကျွန်တော်တို့တေဆုံးသွားပြီးနောက်နော်တေဆုံးသွားပြီးတဲ့နောက်မှာ လူလည်းမဖြစ်ဘူးလက်လည်းမဖြစ်ဘူးငဲပုံလည်းမရဘူးတိစ္ဆာန်ပုံလည်းမရဘူးအဲ့လိုမရောက်ပဲနဲ့ဝဉ္ညီလိုလိုတရေလိုလိုတစေလိုလိုအဲ့လိုအခြေအနေမျိုးအဲ့ဒါကိုတော့အများစုကပြောကြတာတော့ပိတ်တာလို့သူရကယ်လို့ပိတ်တာအစ်သူရကယ်အစ်မရောက်သေးပဲနဲ့ဟိုမကြွမလို့သေးတဲ့သူတွေနေတဲ့နေရာကိုလည်း ရလောကဘုံလို့လည်းသတ်မှတ်လို့ရတယ်။ကျွန်တော်တို့ login ဆရာအများစုကကြတော့အဲ့ဒီပရလောကသားတွေနဲ့အလုပ်လုပ်ကြရတယ်။ချုပ်အောင်လန်းဆရာတွေတရားတွေကိုကျွေးမွေးပြီးတော့ခိုင်းစေတာအဲ့ဒါလေပရလောကသားတွေကိုခိုင်းစေတဲ့သဘောပဲလို့ယူဆသတ်မှတ်လို့ရတယ်။အဲ့တော့ဒီနောက်ပိုင်းမှာကြားရတယ်ပရလောကစီးပောက်တယ်ဆိုတော့ဟုတ်ပြီ။ကျွန်တော်တို့ကဟိုပြောမှာဆိုရင် ကျွန်တော်ကဘာကြီးရှိတယ်ကျွန်တော်ကဘာကြီးကိုဒီသိပ္ပံမြညာနဲ့ပြောမယ်ဆိုရင်တော့ဒီနော် three dimension ပေါ့သုံးဘက်မြင်တဲ့ကဘာတယ်ဆိုပြီးပြောကြတယ်အဲ့တော့မမြင်ရတဲ့လောကတွေရှိပါတယ်ကျွန်တော်တို့မျက်လုံးနဲ့မမြင်ရတဲ့လောကတွေအဲ့လောကတွေအကားလုံးမှာနတ်ပုံတွေပါတယ်ဝိဇာပုံတွေပါတယ်အဲ့ဒါမှလည်းပရလောကသားတွေနေထိုင်တဲ့ပရလောကဘုံလည်းပါတယ်ပြောချင်တာတော့ပါလဲဆိုကျွန်တော်တို့နေနေတယ်ဒီကဘာကြီးပါပဲနေနေတယ်အဲ့တော့ ကျွန်တော်ရဲ့အရှိကျွန်တော်ရဲ့အိမ်ကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာလည်းအဲ့လိုရှောက်သွားနေတဲ့ပရာရောဂါသားတွေရှိနေမြဲအဲ့လိုပဲတို့ရဲ့နေထိုင်ကြက်စားတဲ့ပုံတွေရှိနေမြဲအချို့သစ်ပင်တွေမှာဆိုရင်ကိုပြတ်ညိပြီးနေနေကြတဲ့ပရာရောဂါသားတွေရှိကြနေမြဲကျိုးစုံဘာပြောလဲဆိုတော့တစ်ပင်ကြီးကြီးတစ်ပင်မှာပရာရောဂါသားတွေထောင်နေရှိတောင်းနေရှိကိုနေနိုင်တယ်လို့ဆိုပြီးတော့အချို့အစာတွေမှာလည်းပါတယ်ကျွန်တော်တို့ကျွန်တော်ရှောက်လာခဲ့တဲ့ဒီလော်ကီလမ်းကြောင်းရှောက်လုံးမှာဆိုရင်တော့ဟို ကျွန်တော်မြင်ရတယ်ဆိုတာကကျတော့အာဒီအပင်ကြီးထဲမှာအကြီးဆုံးကောင်နေအကြီးဆုံးဆိုတဲ့အကောင်ကြီးမြင်ရတာလို့ဒီအိမ်မှာတရေ6ရင်တရေ6နေရတာတော့ကျွန်တော်တွားနေရလမ်းမာတွေပေါ်မှာဒီတိုင်းပဲဟိုလင်း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 တို့လိုမျိုးတွားနေတဲ့အရာတွေအဲ့လိုမျိုးတွေရှိကြတယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့ paralog ကတားတွေဆိုတာကကျတော့ဒီမတူညီတဲ့ပုံစံတွေနဲ့ရှိကြတယ်ပေါ့ဆိုတော့ဟိုအများကြီးပြောသလိုတရေပုံစံမျိုးတစီပုံစံမျိုးချူကြလူပုံစံမျိုးချူကြတော့လေ တို့ရဲ့အစင်တန်းတွေပြီးပြီးနဲ့ပြောင်းလဲတိုးတက်လာတဲ့အခါမှာတကောပါဝါကြီးညံ့လာတဲ့အခါမှာဆွေကြီးတွေပေါက်လာတာလို့အမွှေးကြီးတွေထွက်လာတာလို့ဖြည်းဖြည်းဖြည်းချင်းနဲ့ပါပြီးတော့ပိတ်တာကောင်းကြီးဖြစ်သွားတော့အတူတကယ်ကောင်းကြီးဖြစ်သွားတာလို့ကျွန်တော်ညမစကားဆိုတရေတစေနော်ဟိုတပတ်အဲဒီလိုမျိုးတွေအမျိုးဆုံးပြောအမျိုးမျိုးပြောကြတယ်ပေါ့အဲအင်္ဂလိပ်စကားလုံးမှာဆိုတော့ ghost တို့နောက်ပြီးတော့အဲ့တနေနေဆိုသွားရင်တော့ဒီအာမကောင်းဆိုတာဒီ vel လို့ဒီ moon တို့အဲလိုမျိုးပေါ့စသဖြင့်ပြောကြတယ်အဲ့တော့ဘလောကစီးနေကဘလို့ပေါက်တာလဲဆိုတော့ ခုနပြောလို့ပေါ့ကျွန်တော်တို့ကဘေပရာလောကကြီးကိုမမြင်ရဘူးမတွေ့ရဘူးအဲ့တော့ပရာလောကသားတွေကိုတွေ့နိုင်တဲ့သူတွေရှိကြတယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့လိုမျိုး logi ပညာရေးတွေကိုလောက်တဲ့သူတွေအချို့မြင်ရတယ်မြင်ရတယ်ဆိုတာကျွန်တော်တို့ကလည်း ever မြင်နေရတာမဟုတ်ကျွန်တော်တို့ကိုရီးယားဒရမာကားတွေရမျိုးမျိုးတရားတွေလျှောက်သွားနေရကြီးပေါ့ဗျာကျွန်တော်မျက်စိရှိရနေမြင်နေရတာကိုကျွန်တော်တို့အကြောင်းတိုက်ဆိုင်တဲ့အခါမှာမြင်ရတယ်အကြောင်းတိုက်ဆိုင်တဲ့အခါမှာတွေ့ရတယ်ချို့သူတွေကကြတော့လို့ပဲပလိန်ကြီးကိုမြင်နေရသူတွေလည်းရှိကြတယ်ချို့ကြတော့လည်းသူမြင်နေရသူတွေကလူ ချို့သူတွေကလူလိုပဲနေနေကြတာဆိုတော့ကြာပေါ့လူလိုပဲနေနေကြတဲ့သူတွေရှိတယ်။သွားလာလို့ရှားနေရအဝင်တိုက်ပြီးသွားတာလူဝင်တိုက်မိတာပဲထင်တာ။အဲကိုကကိုမတိလိုက်ပဲနဲ့ပရာရောကတာလေးကိုဝင်တိုက်မိရတယ်ရှိတတ်တယ်။အဲ့လိုပြောရချင်းကြောင်းကပရာရောကတာလေးကကျွန်တော်တို့ရဲ့ဒီလူသားကဘာနဲ့ကိုအရန်နီးစံလုံးနေလို့ကျွန်တော်နည်းပြောချင်တာ။အဲ့တော့တစ်ခါတလေမာဘာဖြစ်လဲဆိုတော့အဲ့ပရာရောကမှာပရာရောကနဲ့လူ လောကနဲ့ပေါ့ပေါင်းစည်းထားတဲ့ဂျားကန်နဲ့လှုပ်ထားတဲ့စီးတွေရှိအဲ့စီးတွေကတစ်ခါလေအချို့အကြောင်းအရာတွေအကြောင်းလို့မှိမ့်မိန်သွားတဲ့အခါမှာဒီပရလောကသားတွေကကျွန်တော်တို့ရဲ့လူသားတွေရဲ့ဖြစ်စဉ်တွေကိုလာပတ်သက်လာတယ်ပူးတာတွေကတ်တာတွေလာနှောက်ရှက်တာတွေရှိလာတယ်တာမန်ပရလောကသားတစ်ယောက်ကလူတစ်ယောက်ကိုထိတွေ့ခွင့်မရှိပါဘူးတကယ်၆ခံရတယ်ဆိုတာလူတိုင်း၆ခံရပါဘူးလူတိုင်းကိုလည်းသူတို့ပြလို့မရပါဘူးသူတို့က တို့ဘေးနားမှာရှိနေတယ်မဟုတ်ကျွန်တော်တို့ကဟိုတစ်ခါကြာရင်ဟိုကြက်သိမ်းမွေးဝေးထားတာမျိုးလို့စိတ်ထဲမှာဟိုတရားရောက်ကကိုယ်စောင့်ကြည့်နေတာမျိုးလို့အဲဒီလိုမျိုးဖြစ်နေနေပေါ့ဒါပေမဲ့ကိုယ်ဘေးနားမှာပရောကသားတွေရှိနေခြင်းဖြစ်တာဖြစ်နေတာအများကြီးရှိတယ်ကျွန်တော်အဲ့ဒါကိုတတ်တတ်ဗီဒီယိုနဲ့ပြောပေးမယ်နော်တတ်တတ်ဗီဒီယိုနဲ့ပြောပေးမယ်အခုပြောမယ့်ကိစ္စတော့ဒါပဲအဲ့တော့ဒီပရောကသားတွေကဒီကျွန်တော်တို့နားကတ်လာတဲ့ခါကြာရင်ဟိုခါကြာရင်ကျွန်တော်တို့ကဒီပရောကသားတွေကိုမြင်ရတယ် သူမှမြင်ရမှာပဲဆိုရင်အကြောင်းပြချက်ဘာအကြောင်းပြချက်မှမရှိပဲနဲ့ပရင်းကြီးတွေမြင်နေရပရင်းကြီးတွေတွေ့နေရအဲချိုးကြတော့ဖြက်ခနဲ့ဖြက်ခနဲ့တွေ့ရတယ်။အဲဒီမှာဟောစိတ်ထဲမှာလဲဆိုဒီလိုမျိုးလာတာ။ချိုးကြဖြက်ခနဲ့ကိုမဟုတ်ဘူး။ဂျမ်းမင်းဟိုပြက်ပြက်သားသားကြီးတွေမြင်နေရတာမျိုး။အဲ့ဒါပါလဲဆိုပရာလောကသားတွေကကျွန်တော်တို့ရဲ့လူသားတွေရဲ့ဖြစ်စဉ်တွေအားလုံးလိုက်လံပတ်သက်လာတယ်။လိုက်လံပြီးထိခိုက်လာတယ်။အဲတခုထူးဆန်းတာက အဲ့ပရလောကသားတွေကကျွန်တော်တို့ဘေးနားမှာရောက်လာတယ်ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိလာတယ်သူတို့နဲ့ကိုယ်တို့ကဒီတသားလေးလိုမျိုးဖြစ်လာတဲ့အခြေအနေမျိုးကြီးဖြစ်လာတဲ့အခါကျရင်အဲ့ဒီလူတယောက်ကကံဒီဆိုးလာပါတယ်ကံဒီညံ့လာပါတယ်စိုးစိုးဝါးဝါးတွေဖြစ်လာပါတယ်တောင်းတဲ့ကံလေးတွေယုတ်ယော့လာပါတယ်ကောင်းတာလုပ်ချင်တဲ့စိတ်တွေပျောက်လာပါတယ်ပြီးတော့သူ့စိတ်ထဲမှာရှိနေတဲ့ဒီကောင်းတဲ့တရားမှုတွေအားလုံးကအားနည်းလာပြီးတော့မကောင်းတဲ့တရားမှုတွေ မကောင်းတဲ့ဖြစ်စဉ်တွေမကောင်းတဲ့အရာတွေကိုပဲကြီးစိုးလာတယ်။အဲ့လိုမျိုးဖြစ်လာတယ်။တော်ထောင်ထဲမှာလူတယောက်နဲ့တွေ့ဘူးလေ။အဲ့လိုတရားပါပါလဲဆိုတော့ तू ကဆေးတွေရောင်းလာ။ဒီတော့အားရကျွန်တော်ဆေးတွေကိုရောင်းနေတဲ့ဆေးတွေကိုရောင်းနေရောင်းတဲ့အခါမှာဒီတိုင်းမို့ဒီဟိုဆေးတွေကိုလည်းစပိန်ချင်းထဲမှာဒီတိုင်းနေမဲ့ထည့်ပြီးဒီတိုင်းသွားနေရတော့ရေရမဖမ်းဘူးတဲ့။ခါဖမ်းကန်ဘူးတဲ့။ तू လောက်လာတာ तू မျိုးနဲ့ယူနေလောက်လာတာပေါ့။အမှားလေကျွန်တော်ကလည်းသွားနေလာနေရင်းနေကျွန်တော်မလုပ်လဲဆိုတော့တဲ့။ ဟိုဘယ်သူမှလည်းသင်ပေးတာမဟုတ်ပါဘူးလေကျွန်တော်မှကျွန်တော်ပေါ့နော်တဲ့ဒီသူ့ရဲ့အိမ်ရှိပါညာတွေမှာကဲကျွန်တော်ကိုစောက်ချောက်နေသူတွေရှိရင်တော့လကောက်ဒါမှမဟုတ်လေကျွန်တော်ဒီဒါမကောင်းလာလုပ်နေတဲ့အကြောင်းမလို့ကဲဟိုဒီပန်ဝင်ချင်းမှာရှိရတဲ့တရက်စီတွေသူ့စိတ်ထဲမှာတော့မဖဲဝါကြီးပေါ့နော်မအားမဖဲဝါကြီးကိုလေကျွန်တော်ဒါလေးညွှေးပါတယ်ကျွေးပါတယ်ဆိုပြီးတော့ तू ကသူ့ရဲ့ဒီဂျိုင်းပေါ့နော်နှုတ်ဝင်စီနဲ့ပြောရဲပေါ့အဲ့လိုလုံးပြိုက်ချင်အချိန်မှာ तू ကအဲ့လိုဘာဖြစ်လာလဲဆိုတော့အားရရန်ကောင်းလား ခေါင်းလိုက်ဆိုတာပါလဲဆိုတော့သူစေးရအများကြီးရောင်းရတာမျိုးလို့အန်ဒီရီတွေကင်းလာတာဆိုရဲရှိမှဖျက်လျှောက်သွားတာပါသူမစစ်တာမျိုးလို့ပေါ့အဲ့လိုမျိုးတွေဖြစ်လာတယ်အဲ့ဒါနဲ့အဲ့လိုဖြစ်လာပြီးနောက်ပိုင်းမှာသူဘာဖြစ်စင်နေဖြစ်လာလဲဆိုတော့ကျမ်းပါရင်မကောင်းတာဒီအိမ်မှာနေရတဲ့အခါမှာသူ့မှာရိတ်ကနေရိတ်ကနေနေမြင်ရတာနောက်ပင်ပန်းဟိုတစ်ခါကျရင်အဲ့လိုအရာနိုးလာရင်ဇောချွေးပြန်တယ်သူနိုးလာတယ်သူဘေးနားမှာတရားရောက်ရှိနေတယ်ဆိုတော့ feel မျိုးတွေခံစားရတယ်အဲ့လိုခံစားရတဲ့အတွက်ကြောင့်မလို့ဒါပေမဲ့သူ့ရဲ့စီးပွားစီးပွားလို့လက်လာပါတော့မပိတ်သွားဘူး အဲ့အရာတွေဖြစ်စင်နေဖြစ်လာတာအဲ့တော့နေပြီးမှအတိတရသူ့ရဲ့ကြီးဘယ်ရင်ဆရာတရားရောက်ကိုသွားပြီးတော့ဘယ်ရင်သွားမိလိုက်တယ်ဘယ်တဲ့ခါမှာဘေးအိမ်မှာမကောင်းတဲ့အရာတွေရှိနေတယ်ဆိုပြောတဲ့ခါအဲ့ဘယ်ရင်ဆရာလာပြီးတော့အဲ့ဒီမကောင်းတဲ့အရာတွေကိုလာပြီးတော့သူနှင်ထုတ်လိုက်တယ်ပေါ့အဲ့လိုနှင်ထုတ်လိုက်တဲ့ခါမှာနှင်ထုတ်ပြီးမကြောက်ဘူးအဖမ်းခံလိုက်ရတယ်အဖမ်းခံလိုက်ရတယ်ဖမ်းခံလိုက်ရပြီးဖောင်းလိုက်ရောက်လာတယ်မကျွန်တော်နဲ့တွေ့ရအဲ့တော့အဲ့ဖြစ်စင်ရပါလေဆိုတော့ပရောဂတာတွေကကျွန်တော်တို့သွားရောက်ပတ်သက်လို့ ရဘူးအဲ့တော့ဟိုသူကသူကတော့လေသူ့အိမ်မှာသူကသူလောက်လိုက်တဲ့ကိစ္စတခုခုကသူ့အိမ်မှာပရာလောကသားနေထိုင်ဖို့အတွက်ခွင့်ပြုလိုက်တဲ့သူဖြစ်သွားတယ်အဲ့လိုခွင့်ပြုရှင်းရနေပြီးတော့သူမှကန်ဆိုးအခြေအနေရှိတာတယ်သူလက်လာပါတော့မပိတ်သွားပါမယ်သူမှဘာရင်ဆက်လာတော့သူရဲ့စိတ်တရားရောက်ရခက်လာတယ်အိမ်မှာရှိနေသူတွေကကျန်းမာရေးမကောင်းတာတွေကျန်းမာရေးညံ့တာတွေနေတိုင်းနေတိုင်းဟိုတခုခုဖြစ်နေတာမျိုးတွေဖြစ်လာတယ်တရားမှုတွေတွေကြုံရလာတယ်အဲ့လိုမျိုးတွေရှိတာအဲ့တော့ဟိုပရာလောကစီမင်းအားနေတာပဲရှိရစီးပောက်သွားတာမရှိစီးပောက်သွားတယ်တော့ ဘူးတွေတယောက်မှရှိမှာမဟုတ်တော့ပုံသေးွားလိမ့်မယ်နော်အဲ့တော့ C D အားနည်းလာတာပါအဲ့အားနည်းရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က paralog သားနေနဲ့ရင်ပေါင်တန်းတူမျိုးဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က cancel ရတာတွေစိတ်တက်တွေကရင်းနှီးစာရေး negative thinking တွေအများကြီးတွေးတာမျိုးတွေဖြစ်လာပါတယ်လို့ကျွန်တော်တို့ပြောချင်ပါတယ်အဲ့တော့ paralog C D ပေါက်နေတာမဟုတ်ပါဘူး paralog C ကအားနည်းတဲ့အားနည်းလာတာပါ paralog တော့ paralog နဲ့ကျွန်တော်လူလောက ကြားမှာချိတ်ဆက်ထားတဲ့စီးမျိုးတွေမှိမ့်မိလာတဲ့အခါမှာသူတို့တွေကကျွန်တော်တို့နားကိုရောက်လာတဲ့အခါမှာကျွန်တော်တို့တွေကံနေဆိုးတာမျိုးတွေတက်ရောက်မှုများတွေဖြစ်တတ်တာတယ်။